အလုတ်လုတ်ဘူးအိတ်ချင်တယ်အိတ်တာများကဲစဉ်းစားကြည့်ပေါ့လေဘယ်မိသားစုအတိုင်းပိုင်းမှာပဲဖြစ်ဖြစ်အိတ်နေတဲ့လူတယောက်ကိုဘသူကသဘောကျသူများတွေအလုတ်လုတ်နေအိတ်နေတယ်ဆိုတဲ့လူကုမ္ပဏီဝန်ထမ်းတွေကုမ္ပဏီတွေလုံးလုံးတဲ့ဆိုင်တွေမှာလုံးလုံးတဲ့အိတ်နေတယ်ဆိုတဲ့လူတယောက်ကိုဘသူကသဘောကျဘသူမှသဘောမကျဘူးเนาะအဲ့တော့အိတ်ကြီးတဲ့လူဟာ ဘယ်နေရာပဲဖြစ်ဖြစ်အိတ်နေတာများတယ်ဆိုတော့ပြင်းတဲ့လူတယောက်ရဲ့ကြီးပွားတွေ့တဲ့မှုဆိုတာပဲရှိပါတယ်ဒါအမှန်တမ်းထင်ရှားကြီးပွားတွေ့တဲ့မှုဆိုတာမရှိနိုင်ဘူးနောက်တစ်ခုကတော့သဘာတိလီသဘာတိလီဆိုတာအဖွဲနဲ့အသင်းနဲ့အပေါင်းနဲ့အဖော်နဲ့တဟာဟာတော်လုတ်ပြီးတော့စကားတပြောင်းပြောင်းနဲ့အချိန်ဖြုံးနေတယ်သဘော လက်ဖက်ရည်ဆိုင်တွေထိုင်ပြီးတော့တဏီကုံဘာလို့မှမလုပ်ခွင့်နဲ့နော်နေတဲ့လူမျိုးတွေဒီလိုဆွလို့တာပေါ့